အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးစုမုံကောင်းတောင်းပေးလိုက်ပါတော့အဲ့တော့ဒါကျွန်တော်ထုံးရတိုင်း international break delay ပြန်လာပြီဆိုတော့ဒါကျွန်တော်တို့ထုံးရတိုင်းကျွန်တော်တို့ပြောချင်တာပြောမယ်အစီအစဉ်လေးတွေလည်းပြန်လာပြီပေါ့နော်အဲ့တော့ထုံးရတိုင်းကျွန်တော်ဟိုတလောကဒါဟိုအလောင်းစားနေတာကစားသမားတွေကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုအရှိပုံစံမျိုးပြောခဲ့တယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဒါခင်ဗျားတို့ကိုနည်းနည်းလေးဒါ education နဲ့လည်းမဟုတ်ဘူး education ပေးအောင်ကျွန်တော်မှအဲ့ဒါကိုစောင့်ဆိုင်လည်းရှိမှာနေဘူးဒါပုံမှန်ကိုယ့်အချင်းလေးကိုသိတယ်ဘုန်းတော်ကကိုယ့်ကိုဘာကောင်းမလဲသိတယ်အဲ့တော့ဒီနေ့မှာခင်ဗျားတို့နည်းနည်းလေးရှင်းပြမယ်ပေါ့နော်ဒါရှင်းပြမယ် process တခုအဲ့တော့ကျွန်တော်လက်ရှိမှာဘောလုံးသတင်းတွေလိုက်ဖတ်ရင် ခင်ဗျားတို့ကျွန်တော်ဘလူးပုံစံမျိုးတွေပြောပြရလေဘလူးပုံစံမျိုးတွေသွားလေခင်ဗျားတို့ဒီနေ့ကျွန်တော်ဥမာကျွန်တော်တို့ဆီကမှာကျွန်တော်တို့ဒီဗီဒီယိုဆီကမဟုတ်ဘဲနဲ့ကိုယ်တိုင်တိုင်းဖတ်ချင်နေဆိုရင်ဘလူးသွားလေဆိုတဲ့ပုံစံမျိုးလေးတွေခင်ဗျားတို့ကျွန်တော်တို့နည်းနည်းပြောပြပါအောင်အော်လက်ရှိမှာတော့ကျွန်တော်မကြခင်မှာကျွန်တော်တို့ဒါအဲ ဆောင်းအောင်ဒီ transfer ပြန်ရောက်တော့မယ်မနေ့ပြန်တပတ်ခါကြာရင်အဲ့တော့ဒါကျွန်တော်တို့လက်ရှိဘယ်တော့မှမကြောက်နောက်2လလောက်နေရင်ပဲကိုဒါကျွန်တော်တို့ winter transfer ပြန်ရောက်တော့မယ်အဲ့တော့ဒါအပြောင်းအလဲမှာဆိုရင်ဒါနှစ်အေးပေါ့အမျိုးမျိုး꿰တဲ့အနေအထားမှာရှိတယ် tier 1 tier 2 tier 3 tier 4ဒီ blue 꿰လေပေါ့နော်ကျွန်တော်ပြောပြောနေတယ်ဒါက tier 2 tier 3 borderline ရှိတယ် tier 1 blue ရှိတယ်ဆိုတဲ့ပုံစံမျိုး blue 꿰လေအဓိကတော့ share မှာ Twitter မှာခင်ဗျားဖတ်ကြည့်တဲ့သတင်းကတကယ်တည်းအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဖြစ်လာသည်ဖြစ်စီမဖြစ်လာသည်ဖြစ်စီပုံဒီဘလောက်ဒီသွားလေ tier 1ဆိုတာလက်ရှိမှာ david austin တို့လိုလူမျိုးက tier 1လို့ပုံစံမျိုးသွားတယ်ဒီနေရာမှာတော့ကျွန်တော်လက်ရှိမှာ fabrizio romano မှာတော့သူ့အနေနဲ့ bpd ပုံစံမျိုးရှိတယ် bipolar disorder ပေါ့နော်ဒါပြောရမယ်ဆိုဘာလို့မျိုး꽌ဲလဲဘယ်လိုမျိုး꽌ဲလဲဥပမာကျွန်တော် luke မှာတော့ကျွန်တော်ဘ누구မှာဒါ name pick လဲလို့မဘ누구မှာလည်းပြောမှာမဟုတ်ပေမဲ့ဒါကျွန်တော်တို့မြန်မာပြည်ကလူတရာမှာတရာလုံးက exclusive သတင်းဆိုတာမရှိပါဘူး ဒါကျွန်တော်ဘဒူးမှာပြောတာမဟုတ်ပဲကျွန်တော်ပါဝင်ဘဒူးမှာ exclusive သတင်းဆိုတာမရှိပါဘူးဘဒူးသတင်းပုံမြင်ပြီးတော့ဘဒူး internet connection ပိုကောင်းပြီးတော့ဘဒူး news feed မှာအရင်ဆုံးတက်လာပြီးတော့ ဘဒုဒီ accessibility အမြင့်ဆုံးရှိလို့ဘယ်ကောင်က internet connection အကောင်းဆုံးဖြစ်လို့ဘဒုအရင်ပိုတင်ပေးတယ်ဆိုတာပဲရှိတယ်ကျွန်တော်မြန်မာပြည်ကလူတွေထဲမှာမှာ exclusive ဆိုတဲ့ဥစားရှိ maybe ဘောနော်ဒါခမှန်းပြီးတော့ဒါရမ်းပြောပြီး exclusive ဆိုသူဟာသူတတ်မှတ်တယ်ဆိုရင်တော့သဘောဒါပေမဲ့လက်ရှိမှာ generalist တွေအနေနဲ့ဒါသတင်းတစ်ခုယူပြီးဥမာထားပါဒါ Fabrizio Romano က EACL ဆိုပြီးသူတို့တင်နေလက်ရှိမှာဒါ David Austin က EACL ဆိုပြီးတင်နေအခုတောင်ပိုင်း Ben Chico က EACL ဆိုပြီးတင်နေ Alex Cook က EACL ဆိုပြီးတင်နေ exclusive ဆိုတာပထမဆုံးအနေနဲ့ body. သူတို့ကိုယ်တိုင်လိုက်ပြီးသူတို့ကအရင်ဆုံးပြိတက်ကိုချပြခွင့်ရတာကိုသူတို့က exclusive လို့ခေါ်တယ်။အဲ့ဒါဥပမာလက်ရှိမှာပြောကျွန်တော်တို့ဒါ David ဟို David Austin ကနေပြီးတော့သူ့အနေနဲ့ဒါပါအခုလက်ရှိမှာဟို player A ကနေပြီးတော့အသင်း B ကနေပြီးတော့ထွက်တော်မယ်ဆိုတဲ့သတင်းကိုဘယ်သူမှမရခင်သူအရင်ရသွားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူဟာဒါကို exclusive ဆိုပြီးတင်တယ်။အဲ့လိုမျိုးတင်လိုက်ပြီးဆိုရင်နောက်ကလူကအဲ့သတင်းကိုတင်ကျင်တယ်ဆိုရင်တော့မှအဲ့ဒီလူကိုတော်ရုံတန် credit ပေးတင်တယ်။လက်ရှိမှာနိုင်ငံတကာကသတင်းတောက်တော်တော်များများကဒီလိုပုံစံမျိုးသွားတယ်။ဥပမာလက်ရှိမှာ blue ပဲပြောခမရခမရဘလောက်ထိ rating ပဲကောင်းကောင်းခမရခမရဘလောက်ပဲဆရာကြီးဖြစ်နေပြီဥမာလက်ရှိမှာဒါဒါကျွန်တော်တို့အပြောင်းရွှေ့မှာဆိုရင်တကယ်ဆရာကြီး guru နှစ်ယောက်ရှိတယ် David Austin နဲ့ Fabrizio Romano အဲဒါပေမဲ့ David Austin ကို Fabrizio Romano ဆိုတဲ့လူတွေက exclusive လို့သူတို့နှစ်ယောက်တက်ကတယောက်တင်ပြီးဥမာလက်ရှိမှာ David Austin ကနေ exclusive တစ်ခုတင်ပြီးဆိုရင် အကေးဖာဗီဇီရိုမာနိုကဒီတဲ့ကိုနောက်ကနေလိုက်ပြောမယ်ဆိုတော့သူက S par reported by David Austin သူတို့ပြောလို့ရှိတယ်။ဒါခုနကပြောသူလက်ရှိမှာဒီနှစ်ယောက်ကြာမှာပြိုင်ဆိုင်မှုတွေဘာတွေရှိတယ် respect ပေါ့နော် mutual respect အဲ့တော့ exclusive ရတဲ့လူရဲ့တဲ့ကိုပြန်ယူတင်မယ်ဆိုရင်အဲ့ဒီလူကနေပြီး S par reported ဆိုတဲ့ပုံစံမျိုးသွားလို့ရှိတယ်။ဒါကျွန်တော် basic journalism ပေါ့နော်ကျွန်တော်ဒါ journalist ရကျွန်တော် journalism ရကျွန်တော်သိတာမဟုတ်ဘူးဒါပေမဲ့ဒါဟာကျွန်တော်တဲ့ပေါ့ကိုယ်ဒီဘာသာပြန်ရင်းလိုက်ရင်အဲ့တော့ ကျွန်တော်မြန်မာပြည်ကလူကျွန်တော်ကျွန်တော်ပေါ်မှာကျွန်တော် exclusive တစ်ခုရဘူးဒါတော့ရှိရအဲ့ဒါမှတ်မဲ့ရ Daniel James ကိုကျွန်တော် Lee United အိမ်ဝင်ကျွန်တော် LR မှာဒါ GG ဘောင်းမီနန်သွားပြီးဒါဓာတ်ပုံသွားရတဲ့အချိန်မှာ ဒါ Eden Rook မှာဒါ Manchester United အသင်းကနေပြီးတော့ဒါကျွန်တော်တို့ Say Official တရားဝင်စစ်ပြီး Say အောင်ပြီးတော့သူမိမဘိုက်ကြီးနဲ့အပြင်ထွက်လာတဲ့အချိန်မှာကျွန်တော်ဓာတ်ပုံကြီးအဲကျွန်တော်တို့ဓာတ်ပုံအဲကျွန်တော်တို့ဓာတ်ပုံတော့ပါသွားတယ်ကျွန်တော်တို့ဓာတ်ပုံရိုက်ခွင့်မရှိဘူးသူမိမဘိုက်ကြီးနဲ့ကျွန်တော်တို့ဒါဘေးနားက Security ကျွန်တော်တို့လာပြီးစကားလာပြောတယ်မိမဒါကျွန်တော်တို့ Daniel Jin ရဲ့အမျိုးသမီးကဘိုက်ကြီးနဲ့ကျွန်တော်တို့လက်ရှိမှာဓာတ်ပုံကိုမရိုက်ပါနဲ့ဒါကျွန်တော်တို့ပို့ပြီးတော့ဆိုတာ Flash နဲ့မရိုက်ပါနဲ့ဒါကျွန်တော်တို့ Daniel Jin နဲ့သူစိတ်ပိုင်ရင်တော့ကျွန်တော်နဲ့သူ Selfie ရိုက် message မပိုင်ဝင်မတိုးပါနဲ့ဆိုပြီးကျွန်တော်တို့ဒါကောင်းကောင်းမော်လာပြောတယ်အဲ့လိုပုံစံမျိုးမှာဆိုတော့ကျွန်တော်ဒါ exclusive ကကိုဒီဖြစ် င်ဖြစ်သွားနိုင်တယ်။ဒါလည်းရှိမှာကျွန်တော်ကိုယ်တိုင်အတုံးကဒါဒီလို channel ဘာညာဖြစ်ကျွန်တော်အနေနဲ့ဒါသတင်းဆိုတာမတက်ခဲ့ဘူးပေါ့နော်။အဲ့တော့ပြောချင်တာ exclusive ဆိုတာကအရင်ယူနိုင်တဲ့လူက exclusive လို့တင်ပိုင်ခွင့်ရှိတယ်။ ဒါဘူးဆိုတော့ဒါကျွန်တော်မြန်မာပြည်ကလူတရားမှတရားဆိုတော့ကျွန်တော်အမြင်အရပြောမှာ exclusive ဆိုတဲ့သဘောတရားဘယ်သူမှမမရှိဘူးလို့ကျွန်တော်ပြောဆိုတော့ဒါမြန်မာပြည်ကလူတွေဘယ်သူမှဒါကျွန်တော်အင်္ဂလန်ကိုတွားပြီးတော့သတင်းယူရနေတာမရှိဘူးအကုန်လုံးကဒါပုံမှန်လေးပြောဘာဘာပြန်တာပဲဒါကျွန်တော်အဲ့ဒါကိုဘယ်သူရင်မြင်လဲဘယ်သူ connection ပူကောင်းလဲဘယ်သူအေးသားပူမြန်လဲဆိုတော့မူတည်ပြီးတွားရတယ်မှာပါတယ်ဒီမှာ technical analyst ကအကုန်လုံးကွဲပြားကျွန်တော်ကမနေ့ဘော technical analyst မတူဘူးကျွန်တော်အနေနဲ့ကျွန်တော်ကိုယ်တိုင်ကကျွန်တော်ကို့ ဘောလုံးဘွဲတဘွဲကိုကျွန်တော်မြင်တဲ့အမြင်ကိုခင်ဗျားနဲ့ကျွန်တော်နဲ့ဆွေးနွေးတယ်ဒါလောက်ပဲကျွန်တော် tactical အရာအခုလက်ရှိမှာနည်းနည်းလေးပူပြီးလေ့လာနေတယ်ဒါပေမဲ့ကျွန်တော်ကိုယ်ပိုင်အလုပ်တွေလေးရှိတော့ကျွန်တော်အနေနဲ့ဒါအချိန်ကို100%ပေးပြီးဒါကြီးကိုတော့မလေ့လာဖြစ်ဘူး tactical body ဒါ overlap တို့ဒါ under run တို့ဒါကျွန်တော် over the gainer မှာဒီလိုမျိုးတွေပါရကိုရတိတယ်ပေါ့ဒါပေမဲ့ဒါကြီးကိုတော့ကိုကဆောင်းဝမ်းတက်တယ်ဆိုပြီးသွားလို့လို့များကိုမှမတက်တာဒါဘုံမလဲအဲ့တော့တချို့ကြကိုနေ့ဒါလေးလေ့လာလိုက်ပါဆိုတော့ပြဿနာကျွန်တော်တို့ကဒါကျွန်တော်တို့အပြောင်းရွှေ့သတင်းတော်မှာကျွန်တော် notification ယူထားလို့ notification ပေါ်မူတီးပြီးကျွန်တော်ကဒါတောက်လျှောက်ပြောနိုင်တာပဲဖြစ်တာအဲ့ဒီနေရာမှာခုနကပေါ့တီးရ year 1 tier 2 tier 3 tier 4ဘလို့ပြန်ခွဲလဲဆိုတော့နည်းနည်းပြန်ပြောအဲ့နဲ့မ tier 1 tier 2 tier 3 tier 4ပြန်ခွဲတယ်ဆိုတော့ဒီထားမှာဒီလူတွေရဲ့ပြောစကားတကယ်ဖြစ်လာလားမဖြစ်လာလားပုံမှန်မှုတည်တယ် David Austin เนี่ยအခုလက်ရှိမှာခုနကပေါ့ BPD ဖြစ်နေ bipolar disorder ပေါ့เนาะဒါကျွန်တော်တို့လူပေါ့ဒါလူတစ်မျိုးစိတ်ခုနှစ်ခုလောက်ဖြစ်နေဟိုမှာလက်ရှိမှာ Facebook က David or ကျွန်တော် Fabrizio Romano က immediate မှာတော်တော်လေးကိုကျုပ်ပြတ်ဆင်းပြတ်ဖြစ်လာတယ် အဓိကဒီမြန်မာလေးကျွန်တော်နားလေတော့ဆိုတာခင်ဗျားတို့ရှင်းပြတာဒေးဗစ်အော်စိန်နဲ့ဒါဖာဘီဂျီရိုမာနုတော့ကွဲတယ်ဖာဘီဂျီရိုဖာဘီဂျီရိုမာနုကသူ့အပေါ်မှာဒါကကုမ္ပဏီမရှိဘူးသူဒီ independent journalist ဖြစ်တယ်သူ့ရဲ့လက်ရှိရကျွန်တော်တို့ဟိုပတ်စံတွေကဒါကျွန်တော်တို့အတူရတဲ့ပတ်စံတော်တော်များကျွန်တော်တီလောက်က agent DC ကနေပြီးသူသတင်းပင်ပေးရတယ်အခုလက်ရှိမှာဒါကျွန်တော်သူနာမည်ကြီးနောက်ပိုင်းနာမည်ကြီးပြီးနောက်မှာသူ့ sponsorship ပြီးအများကြီးပေးကြတယ်ပြီးရင်လက်ရှိမှာသူ့အနေနဲ့ content monetization monetization ကနေပြီးတော့ ဒါကျွန်တော်တို့ဟိုပြောရမယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သူ့အနေနဲ့ monetization ကလည်းသူရအဓိကခုနကပြောဆိုကျွန်တော်လက်ရှိတာအခုမြန်မာပြည်မှာလည်းနာမည်ကြီးတွေကိုနက် monetization ပေါ့ဗျာ Facebook မှာဓာတ်ပုံလေးတင်နေစာလေးတင်ယုံနေတင်ပတ်စံဒီဆိုတော့ကျွန်တော်တို့ရတဲ့လူတွေမှာဒါ Fabrizio Romano ပေါ့အဲ့တော့သူ့အနေနဲ့ဒါကျွန်တော် Facebook ကဒါသူ့အနေနဲ့ကျွန်တော်ထင်တာ bonus point တွေပုံရပါအဲ့တော့သူ့အနေနဲ့သူဒီသူများတင်လေယူတင်နေတာ Facebook ကဒါ Fabrizio Romano နဲ့ Twitter က Fabrizio Romano နဲ့ YouTube က Fabrizio Romano ကတော်တော်လေးကိုကြွားတယ် YouTube က Fabrizio Romano ကခင်ဗျအချိန်ပေးပြီး podcast နားထောင်နိုင် တော့တော်တော်လေးကိုကောင်းတယ်ဒီကမှာ Twitter Fabrizio Romano ကလည်းမှန်တဲ့တလောက်မှန်တယ်တကယ်ကိုရုပ်ပြက်စပြက်ဖြစ်တာက Facebook က Fabrizio Romano Facebook က Fabrizio Romano ကခုနပြောတဲ့ဒါကျွန်တော်တို့လမင်းရမယ်ဒါကျွန်တော်တို့ချော်လေးလေးတင်နေ Barcelona အသင်းနဲ့ယင် Barcelona ကွင်းထဲကိုယင်ကောင်ဝင်လာတင်နေ Real Madrid အသင်းထဲကိုဒါကျွန်တော်တို့ရှင်းတကောင်ဝင်လာလေးတင်နေအဲ့တော့ပြောချင်တာကသူအနေနဲ့သူပတ်ဆိုင်ရအဲ့တော့ပြောချင်တာ independent journalist ဖြစ်တော့သူအနေနဲ့သူငွေရှာတယ်အဲ့ငွေရှာလို့ဆိုတာသူအနေနဲ့သူရှာတယ်ဒါပေါ့အဲ့တော့ဒီကမှာ David Austin လို့ကြားတယ်လူမှုရှာတာမဟုတ် David Austin ကလက်ရှိမှာ The Athletic UK ဆိုတဲ့တင်ဌာနအောက်ကနေတွားတယ် The Athletic UK ကိုလက်ရှိမှာကျွန်တော် New York Times ဆိုတဲ့ဒါကျွန်တော်တို့အဲ့ပေါ်ဒါနိုင်ငံဘူးစာအုပ်စာတွေပါဖတ်တယ်လို့သိလိမ့်မယ် New York Times ဆိုတဲ့သတင်းစာဌာနကနေပြီးအခုလက်ရှိမှာကျွန်တော်သိတော့ကို Athletic UK ဝယ်လိုက်ပုံရတယ်အဲ့ဒါပိုင်တယ်အဲ့တော့ပြောချင်တာက David Osing နဲ့အဲ့လိုကျွန်တော်သူ့အနေနဲ့ပေါက်ပြရတင်စားလို့သူ့အနေနဲ့အချိန်တန်ရင်လာစာရတယ် David Osing ကသတင်းပေါ်မူတည်ပြီးတော့ကျွန်တော်အနေနဲ့ပတ်စံရတာတဲ့ဆိုင်သူ့အနေနဲ့ကျွန်တော်ထင်တာသူ့ဒီ Editor ချုပ်ဖြစ်တဲ့ကြောင့်သူ့ဒီလာစာပုံစံမျိုးရတယ်တပတ်တပတ်ရရမယ်လာစာရမယ်အဲ့လိုပုံစံမျိုးသွားတယ်ပြီးတော့ David Osing နဲ့အခုလက်ရှိမှာသူ့ကို interview လာလို့ရင် interview တစ်ခုကသူ့ကိုပတ်စံဆိုပြီးပေးရ တဲ့ပုံစံမျိုးသွားတယ်အဲ့လိုပုံစံအဲ့တော့ပြောချင်တာခုနပြောလို့ပဲ David Orsin ဒီခုနသူ့အနေနဲ့ exclusive 10ခုရတယ်တလောက်ဒီဒီတင်ရတယ်ဒါပေမဲ့အဲ့ပေါ်သူကခုနလာစာပူပူဒိုးသွားခုလက်ရှိမှာကျွန်တော်တိတော့ Athlete UK ရဲ့ဘောလုံးမှာ Editor ချုပ်တော်မှာမကြခင်ဖြစ်တော့မယ်ဆိုပြီးသူတို့ဒါအတွင်းမှာတင်ရတာအဲ့တော့ဒါကျွန်တော် United မှာလည်းဒါ Adam Craven တို့ပါအဲ့တော့ တရဝတ်တရဒုတိယသတိတရဖူခွဲနေမှာလွယ်ပါတယ်အဖြေကရှင်းပါတယ်ခင်ဗျအဲ့ဒီတရင်ကိုဖတ်ပြီးအဲ့ဒီတရင်ကဘလူးဖြစ်လာလဲပုံမူဒီ how a player ပုံမူဒီခင်ဗျတရဝတ်တရဒုလို့အဲဒီနောက်ပိုင်းမှာကျွန်တော်တို့ဒါပို့ပို့ပြီးတော့ rating တိုးလာရှင် rating ပို့ပို့ပြီးတော့ message တွေဆိုးသွားတဲ့လူရှိတယ်ဥပမာ example ပြောရမယ်ဆိုရင်ဒါအရင်တော့က Barcelona တရင်နဲ့ပတ်သက်ပြီး Gerard Romero ဆိုတာအရန်ယုံရတယ် ရူမေရိုအနေနဲ့တကယ်ကျွန်တော်ရူမေရိုဆိုတာကျွန်တော်ဘာဆူနာတင်းနေပတ်တဲ့တကယ်ကိုအတွင်းတင်းဖြစ်ဒါပေမဲ့ဖရန်ကီဒီဂျောင်းကိစ္စနောက်ပိုင်းမှာကျွန်တော်ရူမေရိုပြောတဲ့တင်းတော်များမှားယွင်းပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ rating ကကျဆင်းသွားအဲ့တော့ကျွန်တော်တကယ် tier 1ကနေ tier 4လောက်ဆင်းသွားတဲ့သဘောမှရှိတယ်ပြီးတော့လက်ရှိမှာတော့ကျွန်တော်သူ့ဘက်သူအေးအေးလေးနေပြီးတော့သူ့ဘက်သူကျွန်တော်ဒါသူ့ရဲ့ကိုပိုင်ဒါအကုန်လုံးမဟုတ်ဘူးเนาะသူ့ရဲ့ကိုပိုင်ကျွန်တော်ဒါ league မှာသူ့ဘက်သူ AC နေတဲ့လူတွေရှိဥပမာဒါကျွန်တော်တို့ Italy Serie A မှာဆိုရင် Demasio လို့လူမျိုး Demasio အနေနဲ့ तू ကရှင်းတယ် तू နဲ့ तू က international audience မလို့ဘူး သူ့ရဲ့ဒါကျွန်တော်တို့ article တော်တော်များတော့သူဒီအီတလီလိုရေးတယ်ခင်ဗျာဖတ်ချင်ခင်ဗျာ chrome မှာ extension နဲ့ translate လုပ်ပြီးဖတ်သူစောက်ကြီးမဆိုင်ဘူးသူနဲ့သူသူသူလည်းသူ့မှာသတင်းဌာနရှိပုံရပါအဲ့တော့ဓမ္မစီယိုဒီသူဒီခုနကသူရေးတဲ့သတင်းတွေကတော့အီတလီလိုပဲခင်ဗျဖတ်ချင်ရင် translation နဲ့ဖတ်ပြီးမဆိုင်ဘူးသူကအဲ့တော့အဲ့လိုပုံစံအဲ့တော့ကျွန်တော်ဒါ leak my respective journalist တွေရှိတယ်ပြီးတော့ အသင်းမှာလည်း respective journalist တွေကိုယ်တိုင်ကိုယ်တိုင်ရှိတယ်။ you know အတ Chelsea မှာနဇာကင်ဆယ်လောက်လို့မြေခုလက်ရှိမှာနဇာကင်ဆယ်လာက BBCC ရောက်သွားတယ်။ဒါတွေကိုလည်းခင်ဗျားတွေးလို့ရမယ်ဒီမှာပါ။အဲ့မှာလက်ရှိမှာကျွန်တော် David Austin ကိုကျွန်တော်တိတိလောက်ပြောရမယ် David Austin က Arsenal fan ။အဲ့တော့ David Austin ကပထမသူစလုပ်ခဲ့တဲ့ Arsenal ကိုအဓိကလုပ်ခဲ့တာသူပြောခုတာရှိတယ်။သူ့ဘောမှာသူတို့အမှတ်ရဆုံးက OZ ရဲ့ဒါကျွန်တော် transfer news ကိုသူတို့ break လုပ်ခဲ့တယ်။အဲ့တော့ကျွန်တော်တိတိလောက်ကသူဒီ Arsenal fan လို့ကျွန်တော်ကြားဘူးတယ်။ဒီဟုတ်လားမဟုတ်လား။ဒါပေမဲ့ Fabrizio Romano တို့တချို့ကြပြောတယ်ဘောနော် Fabrizio Romano ကသူ့နေနဲ့သူဟာ Watford fan လို့သူပြောထားခဲ့ပေမဲ့ဟုတ်လားမဟုတ်လားကျွန်တော်လည်းမသိဘူးထားပါအဲ့တော့ဒီလိုမျိုးတာကျွန်တော် e ကိုယ့်အကူတာကျွန်တော်တို့အိတ်ဘောဘော respective အဲ့တော့ကျွန်တော် Spa မှာဆိုရင် Paul Give လို့လူမျိုးရှိတယ်ဒါကျွန်တော်တို့ Alissa Gu ရှိတယ် Alissa Gu က football လက်နက်အောက်ကသွားတယ်ပြီး J Harris ကလည်းရှိမှာ The Athletic UK ကသွားတယ်အရင်တော့ကဒါကျွန်တော်တို့အရန်မိုက်တဲ့ very good ရှိအခုကျွန်တော်သူက tennis ကိုပြောင်းပြီးလုပ်နေတယ်ဘောနော်နောက်ဆုံးတစ်ယောက်ကဒါကျွန်တော် Michael Bridge Michael Bridge ကသူ့နေနဲ့ Sky Sport ကဘေးပေါ့အဲ့တော့ပြောချင်တာဒါကိုကိုစီကိုစီအသင်းတိုင်းမှာသူ့ရဲ့ respective န်ဒစ်ရှိတယ်ဒါမန်ချက်စတာယူနိုက်တက်မှာဆိုင်မွန်စတုန်းဆယ်မျိုးလက်ကစ်ရိုက်လော်ရယ်ဝိုက်ဝဲဒီထဲမှာမှာတီယာ1တီယာ2တီယာ3ပြန်သွားတယ်အဲ့တော့ဒီညမှာမှာကျွန်တော်လန်ဒန်ဘေးဆိုတဲ့လူတွေတည်တန်းရှိအောင်မှာလန်ဒန်ကြီးပဲတည်တန်းတော့မှာဆန်မိုဘီကေးဆိုရင်ဒါတော့တောင်ဟော့စပယ်ချယ်ဆီဝက်ဆမ်ဒါကျွန်တော်တို့အာစနယ်ဒါမီဝေါ်ချာတန်ဒီလိုမျိုးဒါလန်ဒန်ဘေးစ်ကြီးအကုန်သွားတယ်။ဥပမာကျွန်တော်ဆိုင်မွန်စတုန်းဆိုတဲ့မန်ချက်စတာယူနိုက်တက်တဲ့သတင်းနဲ့မှုပဲနဲ့မန်ချက်စတာဘေးစ်ကိုသွားတယ်။စီးရီးသတင်းတွေကိုသူကာဘာလို့ယူနိုက်တက်သတင်းတွေကိုကာဘာလုပ်တယ်ပေါ့။အဲ့တော့ ဖတ်ကြည့်ရွှေရှင်းလေးပါ Twitter မှာကိုယ်အနေနဲ့ဒါကိုယ်အနေနဲ့ကိုသွားလို့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုခုလက်ရှိမှာသတိအထားအမှာစုံအောင်ပါလဲဆိုတော့ Facebook တို့ဒါ Twitter တို့မှာကစားသမားတွေရေးတဲ့စာတွေကိုပေါက်ကြရဒီမ share ဘူးအရေးကြီးဆုံးပါ။ဘာလို့ဆိုတော့လက်ရှိကစားသမား196ယောက်လောက်က Instagram ပဲသုံးပါတယ်။ဒါတော်တော်များများက Facebook လည်းမသုံးဘူးသူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာ Twitter လည်းမသုံးပါဘူးတချို့က Twitter သုံးတဲ့လူတွေရှိတယ်ဒါပေမဲ့တော်တော်များများဘောလုံးသမားတရားမှာ99ယောက်လောက်ကလုံးဝ Facebook မသုံးပါဘူးအဲ့တော့ဒါလက်ရှိကျွန်တော်တို့ဒါ Facebook account ထဲမှာဒါတချို့တွေဒါဘောလုံးသမားသူ I am so sorry for the loss ဘာညာလက်ဥပြတာကြီး OBD အဲ့ဒီ account တွေကသွားကြည့်အဲ့ဒါတွေအကုန်လုံးက fan page တွေဖြစ်ပါတယ် fan page တွေကမှသူက blue map ဝေထားတဲ့အတွက်ကြောင့်မလို့မသိရင်အစ်စ်ပုံစံမျိုးပြုတ်ရတယ်ဒီမှာပါအဲ့တော့အောက်ကလူတွေက share ပြီး share တယ်ပေါ်တော်တော်တွေဖြစ်သွားတယ်အဲ့လိုပုံစံမျိုးမျိုးများပြီးတော့ဒါတော့ blame လို့မြောက်ဆိုခုနကပြောလို့ United ဒါကျွန်တော်တို့ဒါမြန်မာနိုင်ငံလူတွေကိုယ်တိုင် digital by army ကြောင့်ဒီလိုမျိုးခဲ့အဲ့တော့ရှင်းပါတယ်အခု က်ရှိမှာဒါပူတီယဝန်တီယအဲ့တော့လက်ရှိမှာမြန်မာနိုင်ငံမှာဆိုပြန်ကြည့်မယ်ဆိုရင် exclusive ဆိုတဲ့တရင်ကဘာလို့မှမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် maybe နောက်ပိုင်းကကိုဒီမြန်မာဒီမှာအဲ့လိုမျိုးဒါ athletic uk ကိုရောက်သွားပြီးအင်တာမအားကူလို့ရမယ်မဲ့လူတွေပေါ်လာမယ်ဆို exclusive တွေပေါ်လာမယ်လို့မြင်တယ်ဒီလိုမျိုးလူတွေလည်းထွက်ပေါ်အဲ့တော့ရှင်းမှာခုနကပြောတဲ့မြန်မာနိုင်ငံမှာဘာလို့ပူပြီးတရင်ခုနကအမြန်တင်နိုင်လဲဆိုတဲ့ဥစားအကုန်လုံးကဒါတရားမှာ တရားလုံးနီးနီးကဒါအကုန်လုံး translation base ပဲသွားကြတာပါဒါကျွန်တော် analyst တမှာပဲတကယ်ဒါကွာသွားရမှာ analyst မှာကိုရီဆိုတာချာပေတူပဲဒါဘုံမဲ့လေကိုရီကဘာမှဖောက်သုံးကြတဲ့ကောင်တွေမဟုတ်ကိုရီကိုရီကဘာဖြစ်လဲဆိုလက်ရှိမှာကိုရီ internet မြင်တဲ့နိုင်ငံမှာနေတယ်ကိုရီနေနဲ့ခုနပြောသူပဲကျွန်တော်က share နေကျွန်တော်တော့က tier 1 tier 4လောက်ကျွန်တော်သွားတယ်မှဒါကျွန်ခင်ဗျားတို့ဒါဥပမာဆိုကျွန်တော်ဒီခင်ဗျားကို feeder မလုပ်ဘူးရှင်းရှင်းလေးပြောခင်ဗျားအဓိကကဗျာ united တို့ဘာလို့ဆိုရင်ဒါ feeder လို့လို့အရန်ကောင်းတယ်ဥပမာဒါကျွန်တော်ပြောလို့ရှာပြောချင်တာဗျာ player ကကြီးနဲ့ united နဲ့ တတိလေးတတိလေးထွက်တယ်အဲ့တရင်တတိလေးကိုကျွန်တော်အကြီးပြောလိုက်လို့ရတယ်အဲ့ဒါဆိုလူကြည့်သွားပြီအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့ပြောချင်တာကဟိုအဓိကတော့ခုနကပြောရင်မြန်မာပြည်မှာဆိုရင်တော့ United ရဲ့ Arsenal ရဲ့အဲ့အဲ့နှစ်သင်းပေါ့နော်ကျွန်တော်ဒါ ဟိုကစားသမားအပြောင်းရွှေ့မှာဆိုအင်မတန်မှပြောလို့ကောင်းတယ်တရင်လေးနည်းနည်းထွက်လိုက်တာနဲ့အဲ့တရင်ကစားသမားရောက်သွားပြီဆိုတာဖြစ်သွားတယ်ခုနကပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ခုနကပြောတော့ကိုယ့်အကူနောက်ဆုံးပြန်အမဒီလူတွေမကြည့်ချင်ဘူးဆိုရင်တော့မှကျွန်တော်ကျွန်တော် grammar တော့ကျွန်တော်ဒီလူလူခမားအားခမားတို့ကျခမားတို့ကောင်းနေဒါပဲပြောနေတာပဲကြည့်ချင်ဆိုရင်ကိုယ့်အကူ Twitter သွားခုနကကျွန်တော်ပြောလို့ဆိုခုနကပြောလို့ပြဒါကျွန်တော် Athletic UK မှာ Manchester United ကိုအားပြ Manchester United ဆို Manchester United representative ဘယ်လိုရှိလဲ Liverpool မှာဆို Liverpool မှာ Jane Pierce အော်မှာဘယ်လိုရှိမလဲအဲ့လိုပုံစံမျိုးပြန်သွားလို့ရပေါ့အဲ့တော့ခုနကပြော Jim Tham McCann နဲ့ကျွန်တော်ပြောတာလည်း100% မှာကျွန်တော်လည်းပြောတာအများကြီးမှားနိုင်တယ်ခုနကပေါ်တယ်ကျွန်တော်တို့လည်းခုနကပေါ်သတင်းပေါ်မှာမူတည်ပြီးတော့ tier 1 tier 2 tier 3 tier 4အဲ့တော့အကုန်လုံးကခုနကပေါ်သတင်းမရှိတဲ့အချိန်မှာ tier 4တွေတင်ရင်တင်ရတော့ကျွန်တော်တို့တင်တာသေးတာဘယ်တော့မှအဲ့ဘောကျန်တာခုနကအားလုံးပဲဂျင်းတွေကိုသတိထားဂျင်းတွေဆိုတော့ခုနကပေါ်တယ်ဒါကိုရီးယားလူကဲဂျင်းတွေယူမှာ international ကဂျင်းတွေပါတယ်ခုနကပေါ်တယ်ဒါကစားသမားဒါဟို Facebook မှာ share ပြီး I am so sorry ဆိုပြီးတော့ဒါမျက်နှာကြီးအုပ်ပြီးငိုပြရဲဆိုတော့ဟာတက်မှာဝိုင်းပြီးမငိုပါနဲ့ဘာဖြစ်တယ်ညာပြတော့လို့ share အဲ့ဒါကြီးကတူကြီးရေးပြီးရင် fan page ကြီးတောင်းတာဒါတကယ်တမ်းခင်ဗျအဲ့ဒါကိုတိတိကျကျကစားသမားတွေရဲ့ lifestyle ကိုတိတိကျကျ follow လုပ်ခြင်း Instagram သာကစားသမားတရာမှာတရာလုံး Instagram သုံးတယ်ဘာလို့သူတို့ရဲ့ lifestyle သူတို့ရဲ့ brand ရဲ့အကုန်လုံးကဒါကျွန်တော်တို့ဟို Facebook မှာပေါ့အဲ့တော့ပြောတင်တာက share ပါတယ်ဒါခုနကပြောခြင်းနဲ့မခံနဲ့ခုနကပြောလို့ပဲအပြောင်းရွှေ့သတင်းဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ဆိုရင်ဒါသူများမပြောပေါ့ဒါကျွန်တော်ဆိုရင်ဒါအဓိကဘာသာပြန်မယ်ကျွန်တော်မှာဒါ connection ကောင်းတယ်ကျွန်တော်မှာ notification တက်လာရင်ကျွန်တော်ဒီဖုန်းနဲ့လူနဲ့ ြဲတမ်းကတ်နေတဲ့ကြောင့်ကျွန်တော်ဂုတ်ဆိုဂုတ်ဟာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါဒီလူကဒီနေရာမှာလွတ်တော့မယ်ဒါ breaking news ပါဆိုကျွန်တော်တန်လဲလို့ရတယ်ဒါပေမဲ့ဒီသတင်းကကျွန်တော်လိုက်ထားတာမဟုတ်ကျွန်တော်ဒီသူများတင်ထားတဲ့သတင်းကိုဘာသာပြန်ပြီးုံတတ်တတ်ပဲရှိတာအဲ့လိုလေဆောက်စင်မရှိဘူးဒါရှင်းလေပြောတော့ခုနကပြောလို့ကိုရီးယားခုနကပြောလို့ပြဟိုဘယ်လိုဖြစ်လို့လူချစ်လူခင်လူချစ်လူခင်ကမုန်းတယ်ကောင်လည်းအများကြီးပါခုနကပြောကိုယ်လည်းဆောက်မိကြတဲ့ကောင်လည်းအများကြီးပါထားပါအမ်ဒီတော့ပင်စူစီကမှဒါလေးကိုလည်းနည်းနည်းလေးပြောပြတာဖြစ်တယ်အဲ့တော့တော်ပါနဲ့ဒါ14မိနစ်15မိနစ်ဆိုတာကျွန်တော်ပြောချင်တာပြောတဲ့ဒါ15မိနစ်ဗီဒီယိုဖြစ်တော့ဘောလုံးပွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ YouTube Sport Media 3.0နဲ့ TV4 တို့မှာ ကျင်းလူစံပေါင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အာလမကျူဒီမရဲကောင်းမွန်သောနေ့တွေဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးတွေ့ကြပါတော့။ကျော်စောကုန်ပြပါဦး။ဒီပါဗျ။